ဘေးတကြီးအလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ Night Story Channel 400ညဘေးတမျောင်းနှွေးထွေးစွာပြန်လည်လို့ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတင်ဆက်ပေးခြင်းတဲ့ဇာတ်လမ်းလေးကတော့သုံးတိကြီးဥပဒါနဲ့လူမကြီးတက်တူဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါရယ်ခင်ဗျာဟောဒီဇာတ်လမ်းလေးကိုနားမစင်ခင်မှာကျွန်တော်ရဲ့ Channel လေးကို Like and Subscribe လေးနှိပ်ခဲ့ပြီးတော့ဘေးက Notify ခေါင်းလောင်းလေးကိုလည်းနှိပ်ခဲ့ပါအောင်လို့တောင်းဆိုရင်းနေပဲဇာတ်လမ်းလေးကိုစတင်လိုက်ပါရစေခင်ဗျာ ကျွန်တော်တော့တင်ဆက်သူတော်စီမဲဖြစ်ပါတယ်။ဥပဒါကြီးကြောင်ပြောလာတာတော့တော်တော်ရောက်လာပြီပဲဗျ။အခုဆိုရင်ဥပဒါကြီးနဲ့သိပ်ပြီးမိတ်ဆက်ပေးစရာတော့မလိုတော့ဘူးထင်တယ်။ဒီတစ်ခါပြောမယ့်အကြောင်းကတော့ဥတက်တူဆိုတဲ့လူကြီးကြောင်ဗျ။သူကတော့လူမိုက်ကြီးဗျ။အတော့ကိုကြမ်းကြမ်းတမ်းတမ်းနေတဲ့သူကြီးပဲ။တနည်းအားဖြင့်ပြောရရင်တော့လူပေလူတီကြီးပေါ့ဗျာ။ ကျုပ်တို့ငငယ်တုန်းကကျုပ်တို့တွေငိုပြီဆိုရင် အမေကဥတက်တူကြီးလာပြီဟဲ့လို့ပြောလိုက်တာ ਨੇ ကျုပ်တို့မှာအငိုတိတ်သွားရတယ်ဥတက်တူကြီးဆိုရင်ကျုပ်တို့ကလေးတွေကနာမည်ကြားတာနဲ့ကိုကြောက်နေရတာစော်နေရင်လည်းဥတက်တူကြီးလာနေတာကိုမြင်လို့ရတော့ကျွန်တော်တို့ကလေးတွေတိုက်များနီးရအိမ်ပေါ်တက်ပြီးပြီးပုံရတော့တာပဲဥတက်တူဆိုတာကအသက်တော်တိတ်မကြီးသေးပါဘူးလူပုံကတော့ခက်ကြမ်းကြမ်း သပင်ကဖွာလန်ကျဲနေတာပဲဗျာ။ပါနှစ်ဖက်မှာလည်းကြောက်ပေါက်မာရီနဲ့နှာခေါင်းကတူတူလန်လန်ပွပွကြီး။လူပေါ်ကလည်းပူပူကွက်ကွက်လူကောင်ထွားထွားနေပေါ့။လမ်းလျှောက်ရင်လည်းပေါက်ဆက်ပေါက်ဆက်နေဆိုတော့သူ့ရုပ်ကြီးမြင်းရင်ကိုကြောက်တူကလေးတွေဆိုတော့တရေဘလူးတကောင်ကိုမြင်လိုက်ရတယ်လို့ကြောက်နေတာ။အဲ့ဒီဦးတက်တူကြီးက ကြောက်တူရွာကတော့မဟုတ်ဘူးဗျ။ရွာနီးချင်းပေတော့ရွာကသူကြီး ရုပ်ရည်ကကျန်းနေဆိုပေမဲ့ကျုပ်တို့ရွာကအပြိုကြီးမတ်ခင်များနဲ့အိမ်ဆောင်ကြသွားပါရောဗျာရွာထဲရသူတွေကတော့မတ်ခင်များဥတက်တူကြီးကို မျက်လုံးမိတ်ပြီးယူလိုက်တဲ့တို့တောင်စောင်းမြောင်ပြောဆိုနေကြတယ်ဟုတ်ပါဗျာပြောရင်လည်းပြောကျင်စရာကြီးပဲမတ်ခင်များအပြိုကြီးဆိုပေမဲ့တုံတုံဖြောင်းဖြောင်းကြီးဗျာသူအမေအိုကြီးကိုငဲ့နေရလို့သာအိမ်ဆောင်မပြုတ်ပြက်တာအဲ့ဒါနဲ့ပဲအမေအိုကြီးတည်ပြီးတော့ 3လလောက်ပဲကြာတယ်။ဦးတက်တူကြီးနဲ့ပဲညားတော်ပါရောဗျာ။မခင်မြောက်ကိုမှန်းနေတဲ့ရွာကလူပြိုကြီးတွေဆိုရင်ကြိတ်မနိုင်ခဲမရဖြစ်ကုန်ကြတာပေါ့။ဦးတက်တူဆိုတဲ့သူကပေရိုးရမှာနေတယ်ဆိုပေမဲ့အိမ်မရှိရာမရှိလဲမရှိပဲ။ကွေးမြင်ရင်ခွဲဇရက်မှာနေတဲ့သူဗျာ။အခြေအနေသာဘာမှမရှိတဲ့သူပေါ့ဗျာ။ရွာတွေကခိုင်းတာလုပ်ပြီးရားတလောက်စား အရက်တို့ထမ်းရီတို့ကိုအကျွေးတောက်ပြီးဇရက်မှာအိတ်နေတတ်တဲ့သူကြီးပြောင်းရွာလူတွေနာရင်လဲနာစရာပေါ့ဗျာအဲ့ဒီလိုနဲ့မက်ခင်များနဲ့ညားပြီးတော့ဥဒတ်တို့ကြီးကရွာကိုရောက်လာပါရောမက်ခင်များလဲလယ်နဲ့ညာနဲ့အိုးနဲ့အိမ်နဲ့ဆိုတော့ဥဒတ်တို့ကြီးကရေမီးအစုံနဲ့အသင်တက်နေလိုက်တာပေါ့ဗျာအိမ်အောင်ကြပြီးတော့လဲဥဒတ်တို့ကြီးကအိမ်အလုတ်တွေလယ်အလုတ်တွေကိုဝိုင်းကူလုံးမထင်းနဲ့အောင် အချိန်ပြေနှီးပါရွာထိတ်နာတရုတ်ကြီးတို့အရက်ဆိုင်မှာပဲလူတွေနဲ့ဝိုင်းဖွဲ့စားတောင်းနေတာမခင်မြလည်းသူ့ယောက်ျားကြီးကိုတော်တော်လေးကိုချစ်ရှာတာဦးတတူကြီးနေလေသာထမင်းအိမ်ပြန်မစားဘူးဆိုရင်ခံတော်လေးကိုထမင်းနဲ့ဟင်းပကံနေထည့်ပြီးတောင်းကိုရွက်ပြီးတော့တရုတ်ကြီးတို့အရက်ဆိုင်ရောက်လိုက်ဖို့ပေးရှာတယ်သူတို့အချက်ကလည်းရှားရှားပပပါမခင်မြကတော့သူ့မိဘတွေစီကကြံခဲ့တဲ့လေတွေရာတွေကို အငါချထားတယ်။သူကတော့အိမ်မှာအိမ်လှုပ်တည်လှုပ်တာပေါ့ဗျာ။အဲ့ဒါတောင်ဥတတူကြီးကမခင်မြကိုလုံးဝအမြင်မကြည့်ဘူးဗျာ။အမြဲလိုလိုပြက်တနာပဲရှာနေတတ်တာ။ဟေးတက်တူတဲ့ကွာ။စနေသားနေတက်ရေတက်မှာမွေးတာ။ဘယ်ကောင်းမှလူမထင်ဘူး။ဦးတတူကြီးရံဖြစ်တော့မယ်ဆိုရင်အဲ့ဒီလိုကျင်းဝါနေကြပဲ တရုတ်ကြီးတို့ဆိုင်မှာထိုင်ပြီးအမြဲတမ်းရံပစ်နေတတ်တယ်။ဆိုင်မှာအရက်လာတောက်တဲ့လူတွေနဲ့စကားစမြည်ပြောနေရင်နောက်တော့သူ့ကိုစောင်းပြော်တာလားရံဆောင်တာလားဆိုပြီးပြဿနာရှာတော့တယ်။နောက်တော့အတင်းထိုးကြိတ်ကြတာပေါ့ဗျာ။ကျုပ်တို့ကဥတက်တူကြီးကိုကြောက်ပေမဲ့ဥတက်တူကတော့ကျုပ်တို့အိမ်ကိုမခေါ်ပဲဆိုက်ဆိုင်မြက်မြက်ရောက်လာနေကြမဟုတ်လား။ရန်ဖြစ်ပြီးရင်ကာလာသားတွေဖမ်းပြီးတော့ဦးတက်တူကြီးကိုတကြီးလက်ကိုလာအပ်နေကြပါဗျာ။ ပြီးရင်သူထိုးလွတ်တဲ့လူတွေကလည်းပါလာကြတယ်။ထူးဆန်းတော်ဟာဥတ္တတူကြီးကတခါမှကြီးကြီးမားမားဒဏ်ရာရတယ်မရှိဘဲနဲ့သူနဲ့ရန်ဖြစ်တဲ့သူတွေကမျက်နာတွေဖူးယောင်မျက်ခုံးတွေကွဲသွားပြီးကျိုးပြီးတော့ရောက်လာကြတဲ့သူတွေများတယ်။ဥတ္တတူကြီးကိုလည်းအဖေတို့ကစူတန်စူရတယ်။အရန်ဆိုးလာရင်တော့ထိတ်တုံးပေါ့ဗျာ။ထိတ်တုံးကြီးကလည်းကျုပ်တို့အိမ်ရှိကွက်လက်မြေပြောင်ပြောင်မှာထားထားတယ်။ထိတ်တုံးခတ်ပြီးနေဘူးအောက်မှာ နေတပိုင်းလောက်ထားလိုက်ရင်ကိုပဲတော်ယုံမာတဲ့သူဆိုရင်ပြော့ကြသွားတာနေကလည်းပူခြေထောက်ကလည်းချုပ်ထားသေးတာဆိုတော့စဉ်းစားတာကြည့်တော့ဗျာအဲဒါကြောင့်အဖေထိတ်တုံးကိုကြောက်ကြတာနေမှာပေါ့ဒါပေမဲ့အဖေရဲ့ထိတ်တုံးကိုလုံးဝမကြောက်တဲ့သူကတော့အဲ့ဒီဥတက်လူကြီးပဲဗျာနေဘူးဘူးကြီးရဲ့လက်ကြီးပိုက်ပြီးပေကက်ကက်နဲ့ငုတ်တုတ်ထိုင်နေတာသူရဲ့အသားကလည်းပုံရည်ကြီးရောင်နေဆိုတော့အသားတော့မမဲဘူးပေါ့ဗျာ အဖေကိုတော့ဥတက်တူကြီးကပြန်မပြောပါဘူးအဖေလုံးတမျှတော့ခံရှာတယ်အဖေကလည်းဥတက်တူကြီးကိုကတ်ထဲပို့မယ်ရဲလက်အပ်မယ်လို့ပြောပြီးမယ်တကယ်တမ်းတော့တရွာသားတဲ့ဆိုတော့လေအဲ့ဒီလောက်ထိမလွတ်ရပါဘူးထင်ပါတယ်မခင်မြမျက်နှာကိုထောက်နေရတာလဲပါတာပေါ့ဗျာဘာလို့လဲဆိုတော့ဥတက်တူကြီးကို ချုပ်ထားပြီးတော့ငိုယိုပြီးရောက်လာတတ်တာမခင်မြဗျာအဖေခြေစလုံးဖတ်ပြီးတော့ကိုသူ့ယောက်ျားကိုလွတ်ပေးဖို့ တောင်းမှနေလိုက်တာအဖေကလည်းတခါတလေတော့တနာလို့လွတ်ပေးလိုက်တာပေါ့ဗျာတခါတလေကြတော့လေအဖေကညင်းယောက်ျားကဒီလောက်တော့ခံပါစေလေဒါမှဒီကောင်မှတ်မှာဟာအဲ့ဒီလိုပြောပြီးထိတ်တုံးကြီးနဲ့တရက်လောက်ခတ်ထားလိုက်တာအဲ့ဒီမခင်မြောင်ကဘာလုပ်တယ်မှတ်တယ်လဲသူယောက်ျားဘေးမှာထိုင်ပြီးရေတိုက်ရတာနဲ့ဓမင်းခွန့်ကျွေးရတာနဲ့တော်တော်ချစ်တယ်မိန်းမကြီးဗျာ အဲအဖေကဥဒတူကြီးကိုလွတ်ပေးလိုက်ပြီဆိုရင်လေဥဒတူကြီးကအဖေရှေ့မှာတင်မခင်မြောက်ကိုပါးရီနားရီရိုက်လိုက်တာဗျာလာတာနောက်ကြလို့တဲ့ကဲဒီလူကြီးဘလောက်တောင်လွန်တယ်လဲဗျာကျုပ်တို့ရွာမှာတော့ရိုမီယိုနဲ့ဂျူလီယက်တို့ရွှေရင်သာမောင်နှံတို့လိုချစ်ချင်းတွေအကြောင်းကိုစာမဖွဲ့ကြပါဘူးမခင်မြောက်လောက်ချစ်တတ်လားဆိုပြီးတော့ပဲစာနောက်တက်ကြတယ် ဒါဝိမဲ့လည်းအဲ့ဒီမတ်ခင်များနဲ့ဥတက်တူကြီးတို့ပေါင်းသိန်းလာတာလဲ၁၀နှစ်ပြည့်တော့မယ်ဆိုပေမဲ့ကလေးကတယောက်မှမထွန်းသေးဘူးဗျဥတက်တူရောက်လာတော့ကျုပ်တို့အိမ်ရဲ့တိတ်ဆိတ်အေးချမ်းတဲ့ရွာလေးကစုံညံနေရတယ်ရွာထဲမှာမိုက်ပြီးတိုက်ပြီးရိုက်ပြီးဟိဆိုရင်လေဥတက်တူကြီးကထိတ်ဆုံးပါပဲအဲ့ဒီတော့အဖေကလည်းအလုံများရတာပေါ့ဗျာအဖေဆိုရင်သူ့ကိုဆုံးမရတာအေးအေးယူရတာတော့မှမလုပ်ချင်တော့ဘူးတဲ့ ကျုပ်တို့ငငယ်ခဲတဲ့ဟာဆိုးလာတဲ့ဥတက်တူကြီးကကျုပ်တို့လူပြိုပေါက်ဖြစ်တဲ့အထိမလိမ်မာသေးဘူးပဲဒီအတိုင်းပဲဗျတခါကပေါ့ကျုပ်အကိုကြီးနဲ့ကျုံနဲ့ကြက်သွားတိုက်ကြတယ်ကြက်တိုက်တဲ့ဆိုတော့ဟာတရားမဝင်ဘူးပေါ့ဗျာကျုပ်တို့ရွာရဲ့တမ်းမြင့်ရွာရဲ့အလေနာကတော်တန်လေးတကူရှိတယ်အဲ့ဒီမှာကြက်ဝိုင်းခိုးထောင်ကြတာပေါ့ဗျာကြက်ဝိုင်းဘယ်နေ့လုံးမယ်ဆိုတော့တိုက်မဲ့သူတွေပဲအတိပေးထားတယ် ုံမှန်အချိန်သွားလိုက်ရင်လူမရှိတဲ့ဒေါ်အူကြီးပေါ့ကျဝိုင်းထောင်နေနေဆိုရင် စီကားနေတာဗျကျုပ်ကိုအကြီးဆုံးဟာကြက်တော်ဝါသနာပါတယ်ဗျဒါပေမဲ့အဖေရှိမှတော့ကြက်အကြောင်းကတော့မဟာရင်ဘူးသူတငယ်ချင်းချစ်ကောင်းဆိုတော့ကြက်တိုက်ဝါသနာအိုးပေါ့သူကလည်းချစ်ကောင်းနဲ့ပေါင်းပြီးကြက်တကောင်မွေးတာတယ်ချစ်ကောင်းစီမှာခိုးမွေးတာပေါ့ဗျကျုပ်ကလည်းဆက်ဆက်ဆူဆူဆိုတော့တိတ်သွားတာပေါ့ အဲ့ဒါနဲ့သူကကျုပ်ကိုနှုတ်ပိတ်ခ20ပြီးပြီးတော့နှုတ်ပိတ်ခိုင်းတာတာကျုပ်ကလည်းသူတို့နဲ့ကြက်ဝိုင်း3-4ဝိုင်းလိုက်သွားရင်းနဲ့ကြက်ဝါသနာပါသွားတာပဲသူတို့နိုင်ရင်လဲမုံမိုးကလည်းရသေးတာကိုတရက်တော့ကြက်ဝိုင်းမှာဥတတူကြီးပါလာတယ်ဗျကျုပ်တို့ကငငယ်ကလေးကကြောက်ပြီမဲ့ကြီးလာတော့တိတ်မကြောက်တော့ဘူးလေအိမ်ကိုခဏခဏလာနေရလို့လဲမြန်မှန်တမ်းမိနေပြီပေါ့ဗျာဟေး တကြီးမင်းသားတွေကြက်လာတိုက်တဲ့ဟိတ်ဦးတတူကြီးကအော်လိုက်တော့အနားမှာရှိတဲ့သူတွေရီသွားကြတယ်ဗျမင်းတို့အဖေမိနေမှာမင်းတို့ကိုယ့်အိမ်ရှိမှာကို ထိတ်တုံးစားမိနေအောင်မကွာအကူကတော့ဘာမှဂီယူမဆိုင်ဖို့ပြောတယ်အဲ့ဒီလိုနဲ့ကြက်တိုက်လိုက်ကြတာပေါ့တချီတော့ဦးတတူကြီးနဲ့အကူရဲ့ချက်ဖာတိုက်မယ်အလဲဗျဦးတတူချက်ကလည်းချက်ကောင်းဗျာ ကျုပ်အဘူချက်နဲ့အပြန်လန်တိုက်ကြတာပေါ့ဗျာပွဲကလည်းတော်တော်ကိုကောင်းတာဗျာလောင်းကြီးတွေနဲ့ကို200ကျော်300နီးပါရှိနေပြီအဲ့ဒီလိုနဲ့တိုင်ရင်ဥဒတ်တူချက်က အခြေအနေမကောင်းတော့ဘူးကျက်သမားချက်ကောင်းလက်သက်ပြီးမွေးထားတဲ့အကိုချက်ကိုမရှင်းနိုင်တော့ဘူးဗျာအဲ့ဒီချိန်မှာဥဒတ်တူကဘာလို့တလဲဆိုတော့ကျက်ဝိုင်းနဲ့ကိုဝင်ပြီးသူ့ချက်ကိုဝင်ဆွဲတယ်ဗျာကျုပ်တို့ညစ်တယ်ဆိုပြီးတော့ပြဿနာရှာတော့တာပဲ လူတွေကတော့ပြန်ဖြေပါတယ်ဒါပေမဲ့ဥတက်တူကြီးကမရဘူးဗျသူကသူလူမိုက်ဆိုပြီးတော့ဖျက်ချောက်နေတော့တာဟဲ့ကောင်တွေမင်းတို့ကတကြီးသားတွေဆိုပြီးလာညစ်ချင်တာလားကျုပ်တို့ကတော့ပြန်မတုတ်ပြန်ပါဘူးချက်ကောင်ကလည်းကျက်နှကောင်ကိုပိုက်လို့ကျုပ်တို့ပြန်ကြမယ်ဆိုပြီးလှုပ်ကြတာပေါ့ဗျာဟဲ့ကောင်တွေမဟုတ်တာလှုပ်ပြီးဒီတိုင်းထားသွားလို့မရဘူးကွာ အကိုကြီးကလည်းလူငယ်ဆိုတော့ပြန်ပြောတာပေါ့ဒီမှာဥဒတ်တူကြီးခမကျက်ချင်းမနိုင်လို့လူကိုရန်လာမချနဲ့နော်ခမကျက်မဟန်တာအားလုံးအသိပဲခမမကြည့်နိုင်ရင်နောက်တော့ပွဲဆက်တိုက်လို့ရသေးတယ်အောင်မမင်းတို့ကညာညစ်ချင်တိုင်းညစ်ပြီးတော့ဒီလိုလုပ်လို့ရမလားကွာဥဒတ်တူကြီးကအကိုအင်ကြီးစောင်းကိုဆွဲလိုက်တယ် အကိုကလည်းလူငယ်ဆိုတော့ဥတတူရဲ့မျက်နှာကိုအရင်ထိုးထည့်လိုက်တာပဲဥတတူကြီးကလည်းဖြုံတောင်မဖြုံပါဘူးဗျာအကိုကသူကပြန်ပြီးတော့နရင်းကိုပိတ်ရိုက်ထည့်လိုက်တာဗျာအုံးခနဲ့မြည်သွားတော့ကျုပ်ကိုကြီးမှတပတ်လည်ပြီးတော့မှမြေပေါ်ကိုဖင်တိုင်လဲကျသွားတယ်အကိုကြီးကခေါင်းမူးသွားပုံလဲရတယ်ဗျာချက်ချင်းတောင်ပြန်မထနိုင်တော့အကိုတငယ်ချင်းချက်ကောင်းကလည်းဝင်ထိုးတာပေါ့ဗျာ ဒါပေမဲ့လူမကြီးနဲ့ဖတ်ရတယ်ဆိုတော့ဘယ်နိုင်မှာလဲဗျခြေကောင်းကိုလည်းဥတက်တူကြီးကလက်သီးနဲ့တစ်ချက်ထိုးထည့်လိုက်တယ်ခြေကောင်းကလည်းယိုင်လဲကျသွားတာပဲကျုပ်လည်းအကိုထီတော့ဘယ်ရမလဲဗျဒါပေမဲ့ကျုပ်လူငချွတ်ကလေးလောက်ကဥတက်တူကြီးကိုမနိုင်ဘူးဆိုတာသိပါတယ်အဲ့ဒါနဲ့အနာဝူကြီးတော့တစ်ကိုင်းတစ်ခုတွေ့တယ်ဗျတစ်ကိုင်းကလည်းတလန်လောက်ရှိပြီးပတ်လုံးကလည်းလက်ကောက်ဝန်းလောက်ရှိမယ်ဗျ ကျုပ်ကလည်းကောက်ကင်လိုက်ပြီးတော့တိတ်ကိုင်းကြီးကတော်တော်မှမှာပဲအန်နဲ့ဥဒတူကြီးစီကို ပြေးပြီးတော့ခေါင်းကိုပဲတအားလွှဲပြီးရိုက်ချလိုက်တာဥဒတူကြီးကကျုပ်ကိုကြောပေးထားတာဆိုတော့သူမသိလိုက်ဘူးဗျတိတ်ကိုင်းကလည်းဥဒတူကြီးရဲ့နောက်စီတဲ့တဲ့ကို ရိုက်မိသွားတယ်ပြီးတော့အဲ့ဒီတိတ်ကိုင်းကဖြောင်းကနေကျိုးသွားပါတယ်ဗျာကျုပ်ရိုက်လိုက်တဲ့အားကိုကျုပ်သိရဲ့ဗျဥဒတူကြီးသိရင်သိမသိရင်တော့ယူမှာပဲလို့တော့ စိတ်ထဲမှာတွေးနေမိတယ်။ဒါပေမဲ့ဗျာဥဒ္ဒတူကြီးကကျုပ်ကိုပြန်လှည့်ကြည့်တယ်။သူမျက်လုံးကြီးကလည်းနီးရဲနေတာပဲ။ကျုပ်ကိုစိုက်ကြည့်နေရများကြောက်เสียရကြီးဗျာ။နောက်တော့ကျုပ်ခေါင်းဝါသပင်တွေကိုကင်ပြီးတော့သူ့လက်သီးနဲ့စွဲပြီးထိုးလိုက်တာဗျာ။အဲ့ဒီမှာရင်ကျုပ်ကလည်းတတိလက်သွားတော့တာပဲတတိလည်းပြန်ရလာတော့အိမ်ပြန်ရောက်နေပြီဗျနေရလဲအတော်ဆောင်းနေပြီ အဖေကဥတက်တူကြီးကိုထိတ်တုံးခတ်ထားတယ်။ဒီကောင်းတွေကိုဒီညတော့ချင်းသာကြွေးပြရမယ်။အကူကြီးကလည်းအဖေနားမှာယက်နေတယ်။အဲ့ဒါနဲ့အဖေကအကူကြီးမျက်နှာကို လက်သီးနဲ့ထိုးထည့်လိုက်တယ်ဗျ။အကိုကြီးကလည်းနှကောင်းသွေးတွေပါ ရှန်ထွက်သွားတယ်။အဲဒီနောက်ပိုင်းကဆလို့အကိုကြီးကြက်ဆိုတဲ့ဝါသနာပျောက်သွားတာ။တည်သွားတဲ့အထီပဲဗျ။အဲဒီတော့ကကျုပ်မျက်လုံးကြီးကွင်းနေပြီးတော့ ဖူးယောင်ပြီးညုံမဲနေတာပဲမသိရင်မျက်လုံးကြီးကပေါက်ထွက်တော့မယ်အတိုင်းပဲဗျအဖေကအကိုသားပေမဲ့လေအကိုကြီးကို ထိတ်တုံးခတ်လိုက်တယ်ကျုပ်ကလည်းကြံရပါဆိုပြီးတော့ထိတ်တုံးခတ်တယ်ကျုပ်ဘေးမှာကချစ်ကောင်းကိုခတ်ထားတယ်ထိတ်တုံးက၄ရောက်လောက်တော့အေးအေးဆေးဆေးခတ်လို့ရတယ်ထိတ်တုံးဗျကျုပ်အဖိုးတို့အင်္ဂလိပ်ခေတ်ကလေးကသုံးလာတဲ့ဟာကြီးပေါ့တညာလုံးချင်းတွေကတဝီဝီနဲ့ကြိုက်နေတော့တယ် ကျုပ်တို့လည်းငုတ်တုတ်ဆိုတော့အိမ်လိုပဲရမလဲဗျာ။ဒါပြင်ကျုပ်တို့ဒံယာတွေကရောင်ကိုင်းပြီးတော့နာကျင်လိုက်တာများ ပြောမနေပါနဲ့တော့ဗျာ။အကိုကြီးကတော့ဥတ္တတူကြီးကိုမချေနှက်လို့ပေဆောင်းဆောင်းနဲ့ကြည်နေတယ်။ဥတ္တတူကြီးကတော့ကျုပ်တို့ကိုကြည်ပြီးတော့မချုံမချင်မျက်နှာပီးနေဗျာ။အဖေကိုကြောက်ရလို့သာပေါ့မဟုတ်ရင်တော့အိမ်မှာတပွဲလောက်ထပ်ပြေအောင်ပါပဲ။ဒုံစံအတိုင်းပါပဲ။ မမခင်တယောက်မိခွက်တစ်ခုနဲ့ရောက်လာတယ်။သူ့ယောက်ျားကိုထမင်းခွန့်တယ်။ကြက်ကြော်တွေပါပြီးကျွေးနေတာဗျ။ချင်းကိုက်မှဆိုလို့ပစိုးတစ်ပိုင်းနဲ့လည်းရက်ခတ်ပေးနေတာဗျ။ကျုပ်တို့ကတော့သူတို့ကိုကြည့်ပြီးတရေကြနေတာပေါ့။ဘိုက်ကလည်းအတော်စားနေပြီဟို။အမေကတော့မနေတတ်ပါဘူး။ထမင်းဆင်းကျွေးခြင်းနဲ့။စေးထည့်ပေးခြင်းနဲ့ဒါပေမဲ့အဖေကိုကြောက်ရတယ်မှတ်လား။အဖေက ဒီကောင်นี่မှတ်လောက်အောင်နှွတ်တာကွာဓမေတနာငတ်လို့မသေးပါဘူးတဲ့ကျုပ်တို့ကတော့ခံမြင်းတော့ဗောဗျာဓမင်းကတနတ်မှာမဟုတ်တာနေလေသာလဲခုခုဒီမစားရသေးဘူးဗျာနောက်တော့အဖေကအောက်ဆင်းလာတယ်မခင်မရဲ့အနာကိုလာပြီးတော့မခင်မညီဒီလိုတွေလုံနေတော့နေလင်ကထိတ်တုံးခက်ခံရတာကိုဟိုတယ်ရောက်နေရလို့ထင်နေတာဗောဟာညီပြန်มาတော့ မပြန်နိုင်ဘူးတကြီးတကြီးမကြိမ်နိုင်ရင်ကျုပ်ကဘာထိတ်တုံးခတ်လိုက်အဲ့ဒါသာကြည့်တော့ဗျာဘလောက်တောင်လင်ချစ်တယ်လဲဆိုတာအဖေကလည်းစိတ်ပေါက်ပေါက်နဲ့မက်ခင်မြောက်ကိုပါထိတ်တုံးခတ်လိုက်တယ်ဗျာတောင်ရင်မဲ့မက်ခင်မြောက်ကတော့အပြုံးမပြတ်ပါဘူးအေးဆေးဆေးပဲသူယောက်ျားဘေးမှာအတူတူထိတ်တုံးခတ်ခံရတာတောင်မှပျော်နေသလားတောင်မသိပါဘူးဗျာနောက်ဆုံးမနှံ့မိုးလင်းတော့မှထိတ်တုံးကိုဖွင့်လိုက်တယ် ကျတော်အလုံးလဲညောင်းနေတာတပိုင်းကိုသေးလို့မခင်များတော့ဥတက်တူကြီးကိုဖတ်ပြီးလင်မယားနှစ်ယောက်ပြန်သွားတာများမပြောတော့မပြောချင်တော့ကျုပ်တို့လူပြိုပေါ့ဆိုတော့ဥပသာကြီးနဲ့ကျွန်တော်နဲ့အတော်ကလေးကိုခင်နေကြပြီဥပသာလည်းကကျွန်တော်တို့တွေရဲ့နောက်ဖက်ကက်လျက်ဆိုတော့လေတဲ့စီရင် ဥပသာကြီးရဲ့လဲဆောင်တဲလေးစီကိုသွားနေကြပါဗျာဥပသာကနေလေနေခင်းဆို အဲ့ဒီလဲဆောင်တဲကလေးမှာပဲအနေများတယ်တဲဆိုပေမဲ့ဗျာအမိုးကလည်းမလုံးတက်လုံးပါအကာကလည်းတစ်ဖက်ပဲရှိကျွန်တော်ကတော့ဟာလာဟင်းလင်းကြီးပဲအထဲမှာတော့ဝါကုတ်ပြက်ကလေးတစ်လုံးရှိတယ်ကျုပ်ကလည်းမခံကျင်တာနဲ့ဥပါတာကြီးစီကိုလာခဲ့တာပေါ့မင်းတို့မနေ့ကတက်တူနဲ့ရံဖြစ်ကြတယ်ဆိုကဥပါတာရီရီကျဲကျဲနဲ့ကျုပ်ကိုလှမ်းမိလိုက်တော့ကျုပ်လည်းစိတ်ထဲမှာမခံကျင်ဖြစ်သွားတယ် ဟုတ်တာပေါ့ဗျာဒီလူကြီးကလူညင်ကြီးဗျာအေးညင်ယုံနေဘယ်ကမလဲကွာတကယ်တော့အဲ့ဒီကောင်ကတော်တော်ယုံမာတဲ့ကောင်ဦးဝသားကြီးကတော်ယုံလူကို မကောင်းမပြောတတ်ပေမဲ့ဦးတက်တူကိုအဲ့လိုပြောလိုက်တော့ကျုံလည်းထူးဆန်းသွားတာပေါ့ဗျာအဲ့နဲ့ဘာလို့လဲဆိုပြီးတော့မေ့ကြည့်ရတာပေါ့သူကစေးဆောင်ကောင်းကောင်းရထတာကွာ စေးဆိုပေမဲ့လည်းကောင်းတဲ့စေးတော့မဟုတ်ပါဘူးကွာသူကျောကောင်းမှာဘလူးကောင်းကြီးတစ်ခုသူ့ရင်ဘက်မှာလည်းဘယ်ညာဘလူးကောင်းအသေးနှစ်ခုထိုးထားတယ်မလားကျုပ်ကလည်းခေါင်းငိမ့်လိုက်တယ်ဦးတက်တူကအင်ကြီးချွတ်နဲ့နေတာများသူမလို့ဘလူးကောင်းကြီးကိုလူတိုင်းမြင်မှုကြတယ်အဲ့ဒါဘလူးသားပိုက်လူခေါ်တယ်ကွာကျောမှာဘလူးအမေရင်မှာတော့ဘလူးကလေးတွေပေါ့မကောင်းတဲ့အစီအရာတစ်ခုပဲကွာ လူမိုက်တဲ့လူစိုးတွေထိုးကြတဲ့ဆေးပေါ့ကွာအဲ့ဒါထိုးထားရင်ထုတ်ပြီးဓာပြီးတယ်လို့ပြောကြတယ်ကွာကျုပ်ကလည်းအဲ့ဒီတော့မှသဘောပေါက်သွားတယ်အေးဘလူးဆေးထိုးထားတော့လူကလည်းကြမ်းကြမ်းတန်းတန်းကြီးနဲ့စိတ်ကလည်းကြမ်းနေတာပေါ့ကွာနောက်ပြီးတခုခုဆိုရင်ရန်ထောင်လာတာဘလူးတွေရဲ့သဘာဝကွာမင်းမှတ်ထားနောက်သူ့နဲ့တွားပြီးရန်မဖြစ်နဲ့ ကျုပ်ကလည်းတောက်တချက်ခောက်လိုက်မိတယ်။တော်တော်ရုံလာတယ်လူပြော။အေးအဲ့ဒါတွေမကြသေးဘူးကွာ။သူမတ်ခင်များနဲ့ညားတာဘာကြောင့်လို့မင်းထင်လဲ။မတ်ခင်များကသူ့ကိုတိတ်ချစ်တာဟုတ်ဗျ။ဦးဘာသာကြီးကလည်းရီမောလိုက်တယ်ဗျ။ဟာမှတ်ထားကွာ။အဲ့ဒါအိမ်မြောင်ပြရသေးလို့ခေါ်တယ်။အိမ်မြောင်နဲ့ပြရမော်သွင်းထားတာကွာ။ အဲ့ဒါကြောင့်လို့မတ်ခင်မြာသူ့ကို မခွဲနိုင်ဖြစ်နေဟာအိမ်မြောင်ပြာသေးဆိုတော့ကျုပ်ကလည်းတည်ကျင်သွားတာပေါ့ဗျာအဲ့ဒါနဲ့ပဲဥမသားကြီးကိုမေ့ကြည့်လိုက်တယ်အေးအိမ်မြောင်တစ်ပေါင်းကိုဖမ်းပြီးတော့ကိုလိုချင်တဲ့သူရဲ့နာမည်ကို မိုင်းကိုင်းဆက်ကူမှာရေးရတယ်ကွာပြီးရင်အိမ်မြောင်ရဲ့ဝမ်းဖိုက်ထဲကကလီစာတွေကိုအကုန်ထုတ်ပြီးခုနကရေးထားတဲ့စာရွက်ကိုထည့်ရတယ်ပြီးတော့ အုံဥပဒုတဟအဲ့ဒီလိုမန်နိုင်ကို38ခေါက်ရွရတယ်ပြီးရင်နေမပြပဲအချောက်ခံထားရတယ်ကွာလိုအပ်လာရင်လဲကိုယ့်ရဲ့လက်ဝဲဘက်ရင်အုံကသွေးကိုဖောက်ထုတ်ပြီးအဲ့ဒီသွေးနဲ့အိမ်မြောင်ကိုသွေးရတယ်သွေးပြီးသားရေကို ကိုလိုချင်တဲ့သူကို တိုက်ကွာတသက်လုံးချစ်တယ်ညံတော့မမြင်ရရင်တော့မနေနိုင်ဘူးကွာကျုပ်ကလည်းဥပဒါကြီးပြောတဲ့အစီအရင်တွေကို ခေါင်းထဲကိုရိုက်သွင်းထားလိုက်တယ်။အေးတခုတော့ရှိရဲကွာ။အိမ်မြောင်ပြာသေးတော့ရင်တစ္ဆာရှိရတယ်။တယောက်စုတယောက်ပဲတုံးလို့ရတယ်ကွာ။ကျုပ်လေးနောက်တော့လေထဲကနေပြန်လာခဲ့တယ်။အပြေးတစ်ပိုင်းနဲ့ကိုပြန်လာခဲ့တာဗျ။အိမ်ရောက်တော့ခေါင်းထဲမှာမှတ်မိတာတွေကိုဗလာစာအုပ်ထဲခဲတံတစ်ချောင်းနဲ့ရေးမှထားလိုက်တယ်။နောက်လို့ရင်သုံးဖို့ဆိုပြီးတော့ပေါ့။ဟာဟာဟာ ဒါပေမဲ့ဥပသာကြီးကတော့ဥတက်တူကြီးကိုဆုံးမပေးဘူးပြောတော့ "तू မလုတ်ချင်ဘူး"တဲ့ဗျ။ "तू နဲ့ထိတ်တိုက်မတွေ့သေးရတော့ तू ရံမလုတ်ချင်ဘူး"လို့ပြောတယ်။ဥတက်တူကြီးကလည်းလူလဲဗျ။ဥပသာကြီးကိုတော့ तू ကရှောင်နေလေ။ဒါပေမဲ့တနေ့တော့သူတို့ထိတ်တိုက်တွေ့ဖို့ဖြစ်လာပါရော။အဲ့ဒီနေ့ကမိုးတွင်ကြီးဗျ။မိုးကလည်းတဖွဲဖွဲနဲ့ရွာနေတာ။ဥတက်တူကြီးကနွားကြီးကိုစွဲရသွားတယ်။ ကျုပ်ထင်တော့တတ်စားဖို့လားဘာလားပဲပေါ့ရွာပင်ရောက်တော့နွားကြီးကိုလှော့လိုက်လေရောနွားကြီးကလည်းပြေးပြီးစိမ့်စိမ့်ဆူဆူနဲ့ပြိုးကျဲထားတဲ့ဥပသာကြီးရဲ့လေထဲကစပားတွေကိုဝင်ပြီးတော့စားနေရဗျာဦးတတူကြီးကလည်းနွားကြီးစားနေတာကိုမဟန်မဲနဲ့တပင်အောင်မှာအရက်ထိုင်တောက်နေတဲ့ဗျာအဲ့ဒါနဲ့ဥပသာကြီးကနွားကိုမြင်တော့လေဆောင်တဲတဲကနေပြေးလာတာပေါ့ သူလည်းအလုံများနေတော့နွားကိုမမြင်လိုက်ဘူးတယ်ဗျ။နွားကြီးကလည်းသဘာဝင်နေအတော်စားထားတာပဲ။ဥပသာကြီးကလုံးဝမကြေနပ်ဘဲနဲ့ဥတ္တတူကြီးကိုသဘာကင်ကိစ္စလာပြောတယ်။အဲ့ဒီနေ့ဟာကျုပ်လည်းလေထဲရောက်နေတဲ့အချိန်ပြ။လေထဲမှာကျုပ်ရဲ့ကျုပ်ပါကြီးရဲ့ကျုပ်ညီတယောက်ရဲ့ရှိနေတဲ့အချိန်ပေါ့ဗျာ။ဥပသာတို့စကားများနေရာတွေ့တော့ကျုပ်တို့လည်းသွားဆက်စုလာ။ဟဲ့ကောင်တက်တူ။ ငါမင်းနဲ့ရံမဖြစ်ချင်ဘူးနော်မင်းနွားကိုပြန်ခေါ်သွားငါစပားတွေကိုလည်းမင်းကျော်ပေးရမယ်ဥဒတ်တူကလက်ထဲမှာလည်းရက်ပလီကြီးခြင်ထားတယ်ဟာဘာဖြစ်လဲဗျာနွားပဲဗျာလေထဲကမြက်စားတာစမ်းသလားဗျာဟဲ့ကောင်တက်တူ လေထဲမှာပေါက်နေတာမြက်မဟုတ်ဘူးကွာငါစပားပင်တွေဟာ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 စပားဆိုတော့လေမြက်ပါပဲဗျာ ဥပသာကြီးတော်တော်ကိုဒေါထွက်နေရဗျဥတ္တတူကတော့အရှိမပြက်ဘူးဟဲ့ကောင်တက်တူမင်းလူပါမဝါနေနော်ဘာလဲခမည်းကြီးကမကျေနပ်ဘူးလားမကျေနပ်ရင်လည်းကျုံနဲ့ထိုးမလားဥတ္တတူကလက်ထဲကအရက်ပလင်းကိုပြစ်ချလိုက်ပြီးတော့ဥပသာကြီးရှေ့မှာလက်သီးတပင်ပြင်းနဲ့ဟန်ရီးပြနေတယ်ဥပသာကတော့ခါးထောက်ပြီးကြိတ်နေလိုက်တယ်ဟဲ့ကောင်တက်တူ မင်းကငါကိုယ်တိုင်မထိုးဘူးဟဲ့မင်းကို့ဘာသာကိုပြန်ထိုးစမ်းကွာအဲ့ဒီလိုပြောတော့ဥဒတ်တူရဲ့ရင်ဘက်ကိုလက်ညှိုးထိုးလိုက်တာဥဒတ်တူကသူ့မျက်နှာကြီးသူ့ဘယ်ဘက်လက်သီးနဲ့ထိုးလိုက်ညာဘက်လက်သီးနဲ့ထိုးလိုက်နဲ့ထိုးတော့တာပဲတခွက်ခွက်နဲ့ခက်လန်းလန်းကနေကြုတ်တော့အတန်ကြီးကြားနေရတယ်သူ့မျက်နှာကြီးလည်းရောင်ရမ်းလာပြီးတော့မြခုံးနေလဲကွဲသွေးတွေပါထွက်ကုန်ပါရောအဲ့ဒီတော့မှဥပဒါကြီးကလက်ကိုပြန်ချလိုက်တယ် ီတော့ဥတက်တူကလည်းရက်သွားတယ်ဗျ။ဟဲ့ကောင်တက်တူဒါတော်မင်းကိုဘာမှလောက်ရသေးတာမဟုတ်ဘူးနော်။မင်းရဲ့ထိုးတာတဲ့စေးဆောင်ကိုမင်းကိုပြန်ထိုးအောင်ခိုင်းတာပဲရှိသေးရဲ့နော်။ဥတက်တူတယောက်တော်တော်နာသွားပုံရတယ်။ချက်ချင်းနှောကြီးကိုစွဲပြီးတော့ရွာထဲကိုပြန်သွားတော့တာပဲ။အဲ့ဒီနေရာဆောက်ပြီးဥတက်တူကြီးကဥပသာကိုသွားပြီးမထီရဲတော့ဘူးဗျ။ နောက်ပိုင်းတော့ဥပဒါကြီးပြန်ပြောတော့ဘလူးသားပိုက်အစီရင်ကတော်တော်ကြောက်ဖို့ကောင်းလာပဲဗျသူကအမေနဲ့သားကို ခွဲထားတဲ့ပုံစံမျိုးပေါ့ဘလူးတွေရာလေတော်တော်ကြမ်းကြမ်းပဲကောင်းကျိုးတဲ့ဆိုးကျိုးများတာပေါ့ဗျာဥဒတူလေအဲ့ဒီဈေးတွေကိုဘယ်ကနေထိုးထားမှမသိပေမဲ့အဲ့ဒီဈေးတွေထိုးပြီးတော့သူ့အမေနဲ့အဖေခြေစင်းနောက်စင်ကွဲလွန်သွားတယ်သူတို့ပစ္စည်းတွေကိုလည်းသူများကအပိုင်သိမ့်သွားလို့ အိုးမဲအိမ်မဲဖြစ်သွားရတယ်လို့တော့ပေတော့ရောလူကြီးပြောတာတော့ကြားရတယ်ဗျအခုတော့ဥတက်တူကြီးမရှိတော့ပါဘူးဗျာကျုံလဲကျုံမင်းမနဲ့အိမ်အောင်ကြသွားပြီတိမ်မကြပါဘူးသူလဲတည်သွားတယ်အဲသူတည်သွားတာလဲထူးဆန်းနေဗျဘာလို့လဲဆိုတော့သူမင်းမမတ်မြခင်ဟာသူ့ကိုပြန်ခေါ်ပြီးဓာတ်နဲ့ခုန်တက်လိုက်တာတဲ့စာရေးစရာသိကျင်နေဆိုရင်ကျုပ်ပြောပြပါမယ် ။ဦးတတူဟာမမခင်အသက်ကြီးလာလို့လားတော့မသိဘူး။နောက်ထပ်မိန်းကလေးတယောက်ရှာတယ်တဲ့။သူကလည်းရွာမှာအချောဆုံးအလှဆုံးဆိုတဲ့ကိုနောင်ကိုင်မိမို့ကိုမှန်းတာဗျာ။အဲ့ဒါနဲ့သူလုံးနေကြအိမ်မြောင်ပီယာစီနဲ့လှုပ်တာပေါ့။ဒါမိမဲ့မရတော့ဘူးဗျာ။မိမို့ကိုကြတော့ပီယာစီကမစွမ်းတော့ဘူး။အဲ့ဒီချိန်မှာမမခင်ရဲ့ဆေးစွမ်းကလည်းပယ်ပြတ်သွားတယ်ထင်းတယ်။တရရတော်မမခင်ကအိယာကနေနိုးပြီး ဦးတက်တို့ကြီးကိုမြင်ပြီးလန့်သွားတယ်တဲ့အဲ့လိုရုပ်ဆိုးအကြီးတန်းတဲ့လူပလူကြီးကိုငါပေါက်နေတာလားဆိုပြီးတော့အတိတရားဝင်ပြီးထရံမှာထိုးထားတဲ့ဓမ္မကိုဆွဲဖြုတ်ခုတ်ချလိုက်တာဦးတက်တို့ကြီးလည်းခေါင်းနဲ့ကိုဩစာကွဲသွားတယ်တဲ့ဗျာမမခင်ကိုရွာလူတွေကတနာကြတာပေါ့ဗျာဒါပေမဲ့လူတတ်မှုဆိုတော့လေနောက်ဆုံးမမခင်ကိုရဲတွေဖမ်းသွားပြီးအချုပ်ထောင်ကျသွားပါရော့ တို့ဖြစ်ကတန်နာเสียရလဲကောင်းပါတယ်ဘူးမတိဘာမတိနဲ့ဆေးအခက်ခံရပြီးနောက်ဆုံးဆေးပြေသွားတော့လဲသူပဲထောင်နှန်းဆန်သွားရတယ်မဟုတ်လားအခုဒီကျုပ်တို့ရမှာအပြုတ်လေးတွေဆိုရင်သူများကျွေးစာပေးစာတွေမစားဘူးတားမြစ်နေကြတော့မဲဗျမမ်းမြခင်လို့ဖြစ်မယ်နော်အဲ့ဒီလိုစကားတွေတောင် တွင်နေတယ်ဗျကဲဥဒတူကြီးအကြောင်းတော့အဆုံးတတ်သွားပြီဗျာ ဒီလူကြီးတေသွားတော့မှကျုပ်တို့အိမ်ကထိတ်တုံးကြီးလဲအနာရသွားတော့တယ်အင်းမြလူတယောက်တည်တော့စိတ်မကောင်းစရာဆိုပေမဲ့ဥဒတုကြီးတည်တော့ကျုပ်တို့တွေပျော်လိုက်ကြတာစိတ်ထဲကျိတ်ပြီးဝမ်းသာလိုက်ကြတာဥပသာပြောတဲ့အိမ်မြောင်ပီယာဈေးကိုတော့ကျုပ်အဲ့ဒီကလေးကမဆန်းဝန်းတော့တာပဲဗျဒီကနေ့တော့ဒီလောက်နဲ့ပဲဥပသာကြီးရဲ့အကြောင်းကိုပြောခွင့်ပြုပါခင်ဗျာ နောက်နေ့တွေမှာရောဥမသားကြီးရဲ့အကြောင်းတွေကိုဆက်လက်တင်ဆက်ပေးအောင်မှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကိုစောင့်မျှော်ကြည့်ရှုပေးပါအောင်လို့ပြောရင်းနဲ့ပေးအပ်တကြီးအားလုံးကိုနှုတ်ခွန်းဆက်သလိုက်ပါရခင်ဗျာအဆုံးအထိလိုက်ပါကြည့်ရှုပေးကြတဲ့ပေးအပ်တဲ့အူးချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါရစေ။